ိုးဆုံးနဲ့အကောင်းဆုံးတရားကိုစိတ်ထဲမှာရွေးလိုက်တယ်အချိန်တိုလေးအတွင်းမှာပြောမဲ့တရားအဲ့ဒီတရားကလည်းအကောင်းဆုံးတရားဖြစ်ရမယ်ဆိုတော့တရားနာသက်ရင့်နေကြတဲ့ယောဂီတွေဆိုလို့ရှိရင်ဘာတရားဖြစ်မလဲဆိုတာမှတ်မိပြီးသားဖြစ်မယ်ထင်ပါဘာတရားမှန်ဖြစ်မယ်ထင်ဟုတ်တယ်အပမာဒနော်အပမာဒဆိုတာ တရားတကတရားတွေထဲမှာအကောင်းဆုံးတရားပဲဒါကြောင့်မြတ်စွာဘုရားကအင်္ဂုတ္တတကနိပတ်ထဲမှာအပမရာတရားရဲ့ကုသိုလ်တရားတွေထဲမှာအကောင်းမွန်ဆုံးဖြစ်ပုံအကြီးကျယ်ဆုံးဖြစ်ပုံကိုဥပမာတွေအမျိုးမျိုးပေးပြီးတော့ဟောထားတာရှိအပမရာတရားဆိုတာပိဋကတ်သုံးပုံရဲ့အနှစ်ချုပ်လို့ဒီလိုလည်းပဲကြားဘူးကြတယ်မြတ်စွာဘုရားပြိဋိဘံစံဃာနေမှာ ဝေယဓမ္မသင်္ခါရအပမဒေနတမ္ပါဒေတာဒီစကားလေး ਨੇ မြတ်စွာဘုရားရဲ့ဘဝတလျှောက်လုံးမှာတတ္တဝါတွေကောင်းကျိုးအတွက်စုံမခဲ့တဲ့အစုံမအားလုံးကိုမြတ်စွာဘုရားအနှစ်ချုပ်တော်မူခဲ့နော်ဝေယဓမ္မသင်္ခါရအပမဒေနတမ္ပါဒေတာဒါကိုရောစတော်ဘုရားကြီးကဒီစကားလေးကိုကြည်ပြီးတော့လေးနေတဲ့အတိဘယ်တစ်ခုကိုပေါ်ဆောင်ပေးတယ် ဝေယဓမ္မသင်္ခါရပြင်းစွာ ထိတ်လန့်စီအပ္ပမာရကျင့်စဉ်ပြဘဝအနှစ်တွေဝေယဓမ္မသင်္ခါရဆိုတာတတ္တဝါတွေရဲ့စိတ်ကိုဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိပြီးတော့ထိတ်လန့်သွားအောင်ဘဝကနေလွတ်မြောက်ခြင်းစိတ်ပေါက်သွားအောင်ဟောတဲ့တရားစကားဝေယဓမ္မသင်္ခါရအဓိပ္ပာယ်ကဘာလဲတော့သင်္ခါရတရားတွေဟာပျက်စီးတတ်တဲ့သဘာဝတွေပျက်စီးနေတဲ့သဘာဝတွေ တင်္ခါရဆိုတာဖြစ်เสียအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်နေတဲ့သဘာဝတရားများကိုတင်္ခါရလို့ခေါ်တာကိုယ့်ရဲ့စိတ်ထဲမှာပိုင်ပိုင်နိုင်နိုင်တင်္ခါရရဲ့အသေးပဲကို နားလည်ဖို့ဆိုရင်ဒီဖြစ်နေတဲ့ဘဝဟာတင်္ခါရပါပဲအဲ့ဒီဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားတွေဟာပျက်စီးနေတဲ့သဘာဝတရားတွေအဲ့ဒါလို့ပျက်စီးနေရင်းနဲ့ပဲ ဘဝတစ်ခုဟာပျက်စီးရင်းနဲ့တခါဆုံးသက်သွားပြန်တယ်ပျက်စီးမှုလမ်းကြောင်းပေါ်မှာသွားရင်းနဲ့ပဲအပြည့်ကြီးထက်ပြီးတော့ပြည့်ရပြန်အောင်မယ်ဘဝရဲ့သဘာဝသင်္ခါရတရားရဲ့သဘာဝပြီးဆုံးပျောက်ွယ်သွားမယ့်အရာကိုဘာကြီးဖြစ်နေတယ်ပြောလို့မှကောင်းတယ်လို့ပြောလို့မရဘူးပြီးရင်မရှိတော့ဘူးလေ လိုလုပ်ပြီးတော့ဒါကြီးကိုကောင်းတယ်လို့ပြောမှာတော့မကောင်းတဲ့သဘာဝဒါကြောင့်မလို့မြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်ထဲမှာဘဝကိုဘလို့ပြောတော့အနည်းငယ်မြတ်သော မစင်ကျင်ကြီးဟာ မကောင်းသောအနံ့ရှိတယ်လို့ဘဝဆိုလို့ရှိရင်လက်ဖြစ်တဲ့အတွက်ဒီအခါကာလမြတ်လောက်တော့လေငါဘုရားချီးမွမ်းတော်မှာမူတဲ့ဒီလိုစကလုံးလေးတွေကိုစိတ်ထဲမှာစွဲနေအောင်မှတ်မိဖို့လိုတယ် အစင်အညီကြီးမိကြီးဆန်ကောင်းလေးလောက်လူသွားတယ်အနတ်ဘလို့နေတော့ဘာမှမကောင်းဆက်ဆုပ်စရာဘဝကိုမစင်နဲ့ဥမာပေးတာနော်မစင်ဟာနည်းနည်းလေးပင်ဖြစ်စီကမှမကောင်းသောအနတ်ရှိတယ်အများကြီးဆိုရင်တော့မပြောတော့နဲ့ပေါ့အဲ့လိုဆိုရင်ဘဝဆိုလို့ရှိရင်လည်းပဲအနေငယ်မျှသောဘဝကိုတော့မှလည်းငါမချီးမွမ်းမှုတယ် လက်ဖြစ်တဲ့အတွက်ဒီကာလမြောက်လောက်လေးဖြစ်နေတာကိုတော့မချီးမွမ်းဘူးတဲ့ခုကျွန်တော်ကဖြစ်ခဲ့တာတွေလည်းပဲမရည်မတွန်းနိုင်တော့ခုလည်းဖြစ်နေစေနောင်လည်းဖြစ်အောင်မှာဘာလို့နောင်ဖြစ်အောင်မှာလို့ပြောရတာတော့ဒီဖြစ်နေတဲ့သဘာဝတရားတွေရဲ့ဒုက္ခသစ္စာမကောင်းတဲ့သဘာဝအမှန်ကိုနားမလည်နိုင်ကြသေးတဲ့အတွက်ကြောင့်ဖြစ်ခြင်းနေတယ်ဖြစ်နေရတာကိုตายာနေတယ် ဖြစ်နေရတာကိုတွေ့တားနေတယ်မမောနေတယ်ဖြစ်ချင်းတရားတွေမှာပဲစိတ်ဟာပျော်မွေ့နေတယ်တရားတော့မဲဆိုရင်တော့အော်နောက်ဘဝတစ်ခုကိုတော့မှန်းပြီးတော့တည်မှာပဲဒီဘဝတော့မထိန်နိုင်လို့မရတော့ဘူးပြိုပြီးပြက်ပြီအဲ့တော့ဒါကြီးကိုတော့ထပ်ဖြစ်ဖို့မမျောလင့်မိမယ်လို့ပြီးရင်ဘာထပ်မျောလင့်မလို့ဘဝတစ်ခုကိုထပ်ပြီးတော့မျောမှာပဲเนาะအဲ့ဒါပဲခေါ်တော့ဘဝတဏ္ဍာ တဖြစ်ချင်းတရားတွေဟာအဲ့ဒါလို့မကောင်းမွန်တဲ့သဘာဝတွေမဟုတ်လို့မြတ်စွာဘုရားမရှင်တဲ့တောင်ဥမာပေးတာတပရိနိဗ္ဗာန်စံဃာနိမပြောသွားတာခယဝရဓမ္မသင်္ခါရအပ္ပဒိနာတမ္ပါဒိတာဝရဓမ္မသင်္ခါရပြင်းစွာ ထိတ်လန့်စီအဲ့ဒါတတ္တဝါတွေရဲ့စိတ်ထဲမှာအမှန်သိမြင်မှုနဲ့ထိတ်လန့်မှုရှိသွားအောင်ဉာဏ်နဲ့ရှင်နဲ့ထိတ်လန့်မှုဖြစ်အောင်မြတ်စွာဘုရားပြောလိုက်တဲ့စကားတဲ့ ထိလက်မှုကိုဖြစ်စေဖို့အတွက်တူတူချင်းချင်းလေးနဲ့ထိထိမိမိပြောလိုက်တယ်ဝေယဓမ္မသင်္ခါရအပမာဒကျင့်စဉ်ပြဘဝအနှစ်တွေအပမာဒိနတမ္ပါဒိဋ္ဌဆိုတာဘာပြောအောင်ဆိုအဲ့ဒီဆင်းရဲတဲ့ဘဝကလွတ်မြောက်ဖို့အတွက်ကျင့်ရမယ်နိလန်းပေးတာတဲ့နိဗ္ဗာန်ရောက်ကြောင်းနိလန်းအတူဆုံးအကျဉ်းဆုံးပေးထားတဲ့နိလို့ဆိုနိုင်မလား အပမာဒတရားဟုတ်လားဒါကြောင့်အကောင်းဆုံးအတူဆုံးတရားကိုရွေးပါဆိုရင်အပမာဒကိုရွေးရကောသလမင်းကြီးကတခါတုန်းကမြတ်စွာဘုရားကိုအဖို့တန်တဲ့မေကွန်လေးတစ်ခုမေးတယ်မင်းကြီးကညံထိုင်းနေလို့ဆိုတော့လည်းပဲဒီမေကွန်လေးကတော့အထင်ကြီးတယ်ဟာရှိတယ် အဋ္ဌိနုခောပန္နေဧကောဓမ္မောရောဥဘောအဋ္ဌိတမတိကရှတိတ္တတိဒိဋ္ဌဓမ္မိကင်စေဝအဋ္ဌံတမရာယိကင်စံမြတ်စွာဘုရားတဲ့ဒီလောကကြီးမှာဒီဘဝမသေးခင်ပစ္စုပန်မှာလည်းပဲအကျိုးကျေးဇူးရှိမဲ့ချမ်းသာစေမဲ့နောင်တမလွန်လောကတန်လျာမှာလည်းပဲအကျိုးကျေးဇူးရှိမဲ့ချမ်းသာစေမဲ့ အခုရောနောင်ရောချမ်းသာစေမဲ့အကျိုးရှိမဲ့ဥဘောအပ်ထေအကျိုးကျေးဇူးနှစ်မျိုးဆိုတာအခုလည်းပဲအကျိုးရှိတယ်နောင်လည်းပဲအကျိုးရှိစေမဲ့တရားအဲ့လိုအကျိုးကျေးဇူးနှစ်မျိုးကိုဖြစ်ထွန်းစေတဲ့တစ်ခုသောတရားဆိုတာလောကမှာရှိနိုင်သလားလို့မေးတယ်တရားများများမဟုတ်ဘူးတစ်ခုတည်းတဲ့ဒါပေမဲ့အဲ့ဒီတစ်ခုတည်းသောတရားကအကျိုးကျေးဇူးကိုကြာတော့ဘယ်နှမျိုးဖြစ်ထွန်းစေရမှာတော့ နှမျိုးဖြစ်ထွန်းစီရမှာလေတရားတော့တခုလေအကျိုးကျေးဇူးကြတော့နှမျိုးဒါလည်းပဲတော်တော်ခြုံမိငုံမိတဲ့မိကွန်းလို့ဆိုနိုင်ပါတယ်အကျိုးကျေးဇူးကလည်းပဲအခုလဲအကျိုးရှိမယ်နောက်လဲအကျိုးရှိမယ်ဆိုရင်ဘာလို့သေးတော့ပြည်စုံသွားပြီနော်အဲ့ဒါလို့အခုလဲအကျိုးရှိစီမယ်နောက်မှလည်းပဲအကျိုးရှိသွားစီမယ်အကျိုးကျေးဇူးနှမျိုးကိုဖြစ်ထွန်းစီတဲ့တခုသောတရားဆိုတာရှိနိုင်ပါသလား အဲ့ဒါပြန်ဆိုဗျာရှိနိုင်တယ်တဲ့အဲ့ဒီတခုသောတရားဆိုတာဘာကိုပြောတာတုန်းဆိုတော့အဘမာရောခောမဟာရာဇာဧကောဓမ္မောယောဥဘောအဋ္ဌိတမတိခိရှာတိဋ္ထတိဒိဋ္ဌဓမ္မိကင်စေဝအဋ္ဌံတမ္ပရာယိကင်စံအဘမာဒဆိုတဲ့တခုသောတရားဟာအခုရောနောင်မှာ ချမ်းသာ သွားစီမဲ့အကျိုးရှိသွားစီမဲ့ အကျိုးကျေးဇူးနှစ်မျိုးကိုဖြစ်ထွန်းစေတဲ့အဲ့ဒါတကူဒီတော့တရားပဲတဲ့အဲ့ဒါအပမာဒတရားရဲ့ဂုံကျေးဇူးလေးတွေကိုဘုံဘုံတို့ပြောနေတယ်နော်ဘလို့ရွေချင်တဲ့ပြောနေတာတော့ဆိုတော့ဂုံကျေးဇူးတွေကြီးရင်ကြီးသလောက်အကျိုးရလက်ကောင်းတွေကို ထွက်ပေါ်စေရင်ထွက်ပေါ်စေသလောက်ဘုံဘုံတို့ရဲ့စိတ်ထဲမှာမြတ်နိုးတဲ့သဘောတန်ဖိုးထားတဲ့သဘောကိုယ်တန်တန်မှာဖြစ်အောင်စူးစမ်းလို့တဲ့သဘောတွေဖြစ်ပေါ်လာမှာပေါ့ ုတ်တယ်မဟုတ်လားဒါကြောင့်အပ္ပမတရဲ့အကျိုးကျေးဇူးကိုပြောပါလို့ဆိုရင်အတူဆုံးလို့ပြောမှာအခုလည်းပဲအကျိုးရှိစေမယ်နောက်မှလည်းပဲအကျိုးရှိစေလိမ့်မယ်အခုဘလို့အကျိုးရှိမှာတော့ယောဂီတို့ယောဂီတို့မကြာခဏနာယူနေတဲ့ဂါထာလေးတစ်ပုဒ်ရှိတယ် ပမာရံအပမာဒိနယရာနုဒတိပန္တိတောပညာပါတာရမာရုံရှာအတောကောတောဂိနေမဇံပပတထောဝဘူမတ်ထေဒီရောပါလေအဝခတိဒီဃာထာလေးကအပမာရရဲ့အခုလောလောဆယ်ဒီဘဝမှာအကျိုးကျေးဇူးအလွန်များပုံကို ပြောထားတဲ့ဃာထာလေးလို့ဆိုနိုင်ပမာရံအပမာဒိနယရာနုဒတိပန္တိတော ယရာချင်းခါ၌ပဏိတော်ဉာဏ်ရှိသောပုဂ္ဂိုလ်သည်ပမာဒံမေ့လျော့ခြင်းကို အပမာဒေနမမေ့မလျော့ခြင်းဖြင့်အနုရတိပယ်ဖြောက်ပလိုက်တယ်။ဘုံဘုံတို့ရဲ့ပုံမှန်နေနေကြအနေထားကပမာဒနဲ့နေနေတဲ့အနေထားပဲ။ဒီတိုင်းမြင်တာကိုကြည့်မယ်။ဟုတ်လားမျက်စိရှိမြင်နေတာကြည့်လိုက်ပါပဲ။မြင်ပြီဆိုရင်မြင်တဲ့နေရာတွင်ရပ်နိုင်သလား။ မရနိုင်ဘူးနော်ဒိဋ္ဌိဒိဋ္ဌမတ္တံဖြစ်ကိုမဖြစ်ဘူးမြင်ပြီဆိုတာနဲ့မိ गो ကြွဲလျှောက်တန်းနေတော့တာပဲဒါပါပဲညာပဲဟာနောက်ဆုံးဘယ်မှာဆုံးသက်သွားတာတုံးဆိုတော့ချစ်ချင်းမုန်းခြင်းမှာဆုံးသက်သွားကြိုက်တယ်မုန်းတယ်နှစ်သက်တယ်နှစ်သက်ဘူးချစ်ချင်းမုန်းခြင်းမှာဆုံးသက်သွားတယ်ဆိုတော့သူ့ရဲ့အကျိုးရလကဘာပဲဖြစ်မှာတော့ဆင်းရဲဒုက္ခပဲဖြစ်မှာပေါ့နော် ဒါဘုမနုရဲ့ပုံမှန်နေနေကြအနေထားကဘာလဲလို့မေးပမာဒဆိုတဲ့နော်မေးလျော့မှုနဲ့ပဲနေတာတွေ့တဲ့အတန်နားထောင်လိုက်တာပဲဟုတ်လားအဲ့ဒီအရောင်နဲ့အတန်နဲ့ကနိုးကြားနေတဲ့အချိန်မှာဘုမနုရဲ့ဘဝကိုအလွန်ချေလေတယ်နော်အနတ်နဲ့အရသာကချေလေတဲ့အချိန်ကနည်းနည်းနဲဒီအရောင်အရှင်းရဲ့အပန်ရဲ့ကရုပ်တန်အနေနဲ့ဘုမနုဘဝကိုအကြီးကျယ်ချေလေနေတယ် ုတ်တယ်မဟုတ်လားဒီလက်လေးလုံးလောက်ရှိတဲ့ဖုံးလေးကိုတန်ရောစင်ပြတ်နိုင်ရင်အာကလူပဲလေဒီအကြောင်းဒီအပြားလေးကဘာလို့ပဲပေးနေတာတော့ဒီအယုံနဲ့အတန်ပဲပေးနေတာသူကပေးတဲ့အယုံနဲ့အတန်ကိုဖုံးဖုံးတို့ကအာယုံလို့ကိုမသိဘူးဒါယူပါယုံဒါတတရာယုံသက်မဲ့တဲ့သဘာဝဟုတ်လားအာယုံလို့မသိဘူးကျွတ်တော့ဘယ်လိုသိတာတော့ ဟုတ်ကိုတတ္တဝါလို့သိတယ်ဖုံးကြည့်ရင်လည်းဘာလို့ပြောတာဒီကောင်းကွာဘယ်လိုညာလို့ဒေါသပဲဆိုနေဒီလိုသွားမှာပေါ့နော်ဟုတ်တယ်မဟုတ်လားဒီကြားလိုက်ရတဲ့အတန်ကိုပဲအကြောင်းပြုတော့ဘုန်းဘုန်းတို့မှာအမျိုးမျိုးဒီမျက်စိတကားပေါက်နားတကားပေါက်ကနေမီးတဟုန်ဟုန်တောက်တယ်ပေါ့နော်ဘာကြောင့်အဲ့ဒါလိုတောက်ရတာတော့ဆိုတော့ဒိဋ္ဌိဒိဋ္ဌာမတ္တမဖြစ်ဘူးသူတေသူတမတ္တမဖြစ်ဘူးနောက်ထပ်ဘုန်းဘုန်းတို့ရဲ့ဘဝကိုအကြီးအကျယ်ချေလဲနေတာအဲ့ဒါပါတော့ဆိုတော့ ဓမ္မာယုံယူပါယုံယတ္တတာယုံကန္နာယုံရတ္တာယုံဒီဖုဒ္ဓဘာယုံနဲ့ဓမ္မာယုံနဲ့ကလည်းချဲလေတယ်နော်ဖုဒ္ဓဘာယုံကဘာလို့အတွေ့အထိအဒီအတွေ့အထိဆိုတာခုပူရာအေးတာဒီထဲမှာအကျုံးဝင်မြဲတယ်ဘုဘုံတို့သူ့ကိုခန်းစားနေရတယ်နေထိုင်ကောင်းတယ်မကောင်းဘူးဆိုတာအဲ့ဒီဖုဒ္ဓဘာယုံနဲ့ကာယပဒါရနဲ့တွေ့နေတဲ့သဘောတွေကိုပဲအဓိကထားပြောနေတယ် ကြတယ်ခဲတယ်ညောင်းတယ်ညာတယ်မအီမလဲကြီးဖြစ်နေတယ်ဟာဝေဒနာနာမည်တက်လို့ကိုမဆုံးဘူးအဲ့ဒါဘယ်ကနေလာတော့ဖုရဘာယုံနဲ့ကာယပတာရနဲ့တွေ့နေတာတော့ပူခြင်းအေးခြင်းအနေထားမျိုးမျိုးကိုကြောင်းပြုပြီးတော့ခန်းစားချက်တွေအမျိုးမျိုးဖြစ်ရတယ်နော်အဲ့ဒီဓာကြီးလေးပါဓာကြီးလေးပါတဲ့မှာဖုရဘာယုံဆိုတာဓာကြီးဘယ်နှပါတော့၃ပါးဘာမပါတာတော့ အာဘောမပါနော်အဲ့ဒီဓာတ်ကြီး၄ပါးကိုမြတ်စွာဘုရားဘယ်လိုဟောရတော့ဓာတ်ကြီး၄ပါးကိုဘာနဲ့တူတယ်လို့ဟောရတော့မွေကြီး၄កောင်နဲ့တူတယ်လို့ဟောရနော်အလွန်အစိပ်ပြင်းတယ်အခုကျွတ်တော့ပြပုံးရွှေရှင်နေနိုင်တယ်ကြီးကြီးသားသားနေနိုင်တယ်ဆိုတာမွေကြီး၄កောင်ကမကြိုက်သေးဘူးစိတ်ကောင်းနှလုံးကောင်းထွန်းအစိမ့်မတက်သေးဘူးပေါ့အဲဓာတ်ကြီး၄ပါးညီမျှနေတယ်အခုချိန်လေးက နည်းနည်းမညီမြရင်နည်းနည်းခံရခက်တယ်များများမညီမြရင်များများခံရခက်တယ်လွန်လွန်ကဲကဲမညီမြရင်သေမယ်ဒါပဲဟုတ်လားခုချောင်းဆိုးနေတာလဲဓာကြီးလေးပါမညီမြလို့ပဲအပူေးပဲမမြသလားပထူကြီးကပဲလွန်းနေသလားအဲ့ဒါတော့ကိုယ်လည်းအသေးစိတ်မသိဘူးဘောနော်သိကြတာကတော့မွေကြီးလေးကောင်တကောင်ကောင်ကိုက်နေတာဟုတ်လားအဲ့တော့ဘုမတို့ရဲ့ဘဝမှာဒီဖုရဘာယုံကလည်းပဲအလွန်မှကျိုးကင်နေချဲလေတယ် လွှမ်းမိုးတယ်ဖြီးစည်းတယ်အဆိုးဆုံးကတော့ဓမ္မယုံပဲသူဒီထဲမှာတော့မေကုံးမေးတာရှင်ဓမ္မယုံအကြောင်းရှင်းပြပါတဲ့အဲ့တော့ပြောရင်တန်းကပါတော့ဘုံဘုံတို့ရဲ့ဘဝမှာအာယုံနေနဲ့တွေ့တိုင်းတွေ့တိုင်းအာယုံနေလို့အတိအမှတ်ဘုံဘုံတို့မှာပြုတဲ့သဘောမရှိဘူးအာယုံနေကိုနားမလဲဘဲနဲ့ပဲသွားနေအာယုံနေကိုတက္ကရာဒိဋ္ဌိနဲ့ပဲချင်းကက်တက္ကရာဒိဋ္ဌိနဲ့ပဲမြင်ပြီးတော့ပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်နဲ့ပဲသွားပြီးတော့ချစ်ချင်းမုန်းခြင်းနဲ့ ဘုံတို့တုံ့ပြန်ပြီးတော့တောကပတိတွေဝနဲ့ပဲအဆုံးသတ်သွားတယ်။ဘဝမှာဒီတိုင်းသွားနေတာ။အဲ့ဒါကိုပြောတာ။ပမာဒံအပမာဒေနယဒာနုဒတိပန္နေတောယဒာအကျဉ်ခါ၌ပန္နေတောပညာရှိသည်ပမာဒံမေ့လျော့ခြင်းကိုအပမာဒေနမမေ့မလျော့ခြင်းဖြင့်အနုဒတိပယ်ဖြောက်ပစ်တယ်။ဉာဏ်ရှိလာတဲ့အခါမှာဘယ်ချိန်မှဉာဏ်ရှိလာတာလို့ဉာဏ်ရှိတယ်ဆိုတော့မမှန်ကန်ကန်သိတာကိုပြောတာနော်။ဘယ်ချိန်မှမမှန်ကန်ကန်သိလာတာတော့ ဖះဆုံမနဲ့တွေ့တဲ့အခါမှာမှန်မှန်ကန်ကန်သိတာကိုကိုကိုစွတ်ထင်ကြည့်နေလို့မရအောင်အလိုလျောက်သိကိုမသိဘူးဘာနဲ့တွေ့လို့ကျွတ်လို့မှန်မှန်ကန်ကန်သိတာလေးတွေတစ်ချက်တစ်ချက်ပေါ်လာတော့ဒါတော့တစ်ချက်တစ်ချက်လို့ပြောတာနော်အမြင်ပေါ်တာမဟုတ်ဘူးဟုတ်လားရှားပါလိုက်တာ နော်ဒီပညာယရဏကဟုတ်လားဒီအမှန်သိတဲ့သဘောလေးကဖះဆုံမနဲ့တွေ့တဲ့အခါမှာပေါ်လာတယ်ဘလို့ပေါ်လာတာတော့အော်ခုနကလိုမေးမေးရော့ရော့ပေါ်ပေါ်ဆဆ အာယုံနဲ့တွေ့နေတာကိုအာယုံမာလားလို့မသိဘဲနဲ့ပုဂ္ဂိုလ်တ attva လို့ထင်မှပြီးတော့အဝိဇ္ဇာလွှမ်းပြီးတော့သွားနေရတဲ့အနေထားအပမာဒတရားနဲ့နေနေရတဲ့အနေထားကြီးကအကျိုးမဲ့လိုက်တာလို့သူသိဟောအဲ့လိုသိတဲ့အခါမှာအပမာဒဆိုတဲ့အမှန်သိမှုပညာကိုဖြစ်စေတဲ့တတိကလေးထားပြီးတော့နေခြင်းဟာအကျိုးရှိတယ်ဆိုတော့အကျိုးမဲ့တယ်အကုန်လုံးသူဖြည့်ဆည်းပြနေတယ် အဲ့ဒီအပ္ပမာဒရဲ့တန်ဖိုးကိုလည်း तू နားလည်လာတယ်နားလည်လာတော့ तू ဘာလုပ်ပလိုက်တော့ပမာဒကို အပ္ပမာဒဖြင့်ပယ်ဖြောက်ပလိုက်တယ်တဲ့အပ္ပမာဒဝင်လာရင် ပမာဒကပြတ်သွားတော့တာပဲသူ့ရဲ့အစဉ်ပြတ်သွားတော့နော်အပ္ပမာဒမရှိတော့ဘူးဆိုတာနဲ့ပမာဒကအော်တိုမက်တစ်အလိုလျောက်ဝင်လာမှာအဲ့ဒါလည်းကျွန်တော်သိထားဖို့လိုတယ်နော်ပြောရရင်ပမာဒကတော့အင်ရှင်တဲ့ဘွယ်ပဲ ပလင်းလွတ်လေးတစ်လုံးထဲမှာအမြဲတမ်းလေရှိတယ်လေလေရေထည့်လိုက်ပြီဆိုတာနဲ့လေထွက်သွားပြီရေသွန်လိုက်ပြီဆိုတာနဲ့လေကအလိုလျောက်ဝင်လာပြီသားပဲဒါကောင်းတဲ့ပေါ်တဲ့ဥမာလေးပြောပြတော့အဲ့တော့ဘုမနုရဲ့စိတ်တန်တာမှာတတိဝင်တဲ့အချိန်မှာတတိမရှိလို့အကျိုးမဲ့တွေတခါတဲ့အကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့အကျိုးမဲ့တွေအကုန်လုံးဟာပျောက်သွားတယ်တတိမရှိတော့ဘူးဟေးဆိုတာနဲ့သူတို့ကတခါပြန်ပြီးတော့ ဝင်ရောက်လာကြပြန်တယ်ပေါ့ဒါဉာဏ်ရှိလာတဲ့ပုဂ္ဂိုလ်ဟာတဲ့ပမာဒဆိုတဲ့အကျိုးမဲ့ခြင်းရဲ့လက်ပေတရားခံကိုအပမာဒလို့ဆိုတဲ့အကျိုးရှိခြင်းရဲ့အကြောင်းတရားကြီး ਨੇ ဘလို့ပြလိုက်တာတော့ဖယ်ရှားပြလိုက်တယ်ပယ်ဖြောက်ပြလိုက်တယ်ဒါဘုံဘုံစိတ်ထဲမှာဘလို့လဲမြင်မိတုံဆိုတော့အော်ဒါအကောင်းဆုံးအစာထိုးမှုပဲလို့ဘာဘာနဲ့အစာထိုးလိုက်တာတော့ပမာဒကိုအပမာဒနဲ့အစာထိုးလိုက်တာ ဘဝမှာအကောင်းဆုံးအပြောင်းလဲလို့လည်းဆိုနိုင်တယ်။ဒီအပြောင်းလဲကိုကျွမ်းကျင်အောင်ဘုန်းဘုန်းတို့ဘာလုပ်ကြရတော့လေ့ကျင့်ကြရအောင်။အဲ့ဒါမြတ်စွာဘုရားကဒီဃာထာလေးကိုဟောတာကအလုံးမဘုန်းဘုန်းတို့အပ္ပမာဒရဲ့ဒီပစ္စုပန်မှာအကျိုးကျေးဇူးကြီးမားစွာ ဖြစ်ထွန်းစေနိုင်တယ်ဆိုတာကိုအလုံးပေါ်လွင်တယ်ပေါ့ဒီဃာထာလေးက။ယရာကျင်ခါ၌ပန္တိတော်ပညာရှိသည်ပမာဒမေ့လျော့ခြင်းကိုအပ္ပမာဒိနမမေ့မလျော့ခြင်းဖြင့်အနုရတိပေဖြောက်ပြလိုက်တယ်တဲ့။ ဲ့ဒါလိုပယ်ဖြောင်းပြလိုက်တော့ဘာဖြစ်တော့နဲ့ပညာပါတာဓမာရုံရှအတောကောတောကိနေပဇာဟွန်းဒါပြစ္ဆုတ်ပံရမယ်အကျိုးကြီးဆိုပြောတာပညာပါတာဓမာရုံရှအတောကောတောကိနေပဇာပညာပါတာဓပညာပြတ်သက်သူအာရုံရှတက်၍ပညာဓိဟုသောပြတ်သက်သူအာရုံရှတက်၍မမေ့မလျော့သတိတရားလေးနဲ့နေတယ်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝကိုတကယ်ကိုပဲ ်ဆွဲဆွဲမြဲမြဲတတိနဲ့အတိအမှတ်ပြုတ်ပြီးတော့နေနေတယ်အဲ့လိုနေလာရင် तू ဘယ်ပေါ်ရောက်သွားမှာဆိုတော့ပညာပြတ်တ်ပေါ်ရောက်သွားလိမ့်မယ်တဲ့ပညာဆိုတာဘာလို့အမှန်သိတာပြတ်တ်ဆိုတာအစင့်မြင့်တာကိုရည်မှန်းတာရည်ရွယ်တာပေါ့နော်ဒါမျိုးဆိုဘုရားတော့သူ့လက်ထက်ကအစင့်မြင့်အဆောက်အဦဆိုတာပြတ်တ်ကြီးတွေပဲရှိမှာပေါ့နော်ဘုံခုနှစ်ဆင့်ရှိတဲ့ပြတ်တ်တော့ဟုတ်လားဆိုလိုတာကကိုယ့်ရဲ့တိဘုံမြင်ဘုံဉာဏ်ပညာဟာတဖြည်းဖြည်းနဲ့အစစ်မြင့်လာတယ်လို့ပြောချင်တာ ော်သတိနဲ့နေလို့ရှင်လောကအကြောင်းဘဝအကြောင်းခန္ဓာအကြောင်းသိတဲ့သိလိုက်တဲ့သဘာဝတရားတွေရဲ့အကြောင်းကိုအများကြီးသိလာတယ်အဲ့လိုသိလာတော့အကျိုးရလကဘာဖြစ်တော့ဘာတွေရမှာတော့အတောဘောတောကိနေပဇံတောကိနေပဇံစူးရင်ချင်းသူရောက်နေကြသောတတ္တဝါတို့အလယ်မှာအတောကိုစူးရင်ချင်းကင်းသည် ဖြစ်၍ဟောစူးရင်ချင်းမရှိဘူးစိတ်ချမ်းသာတယ် စိုးရင်ရတာဆင်းရဲနော်ဘာမြန်ဖြစ်မှလေလေဘာမြန်မဖြစ်ဖဲမြန်နေမှလေလားကိုဖြစ်ချင်တာတွေမဖြစ်မှစိုးရင်လားရှိတယ်ကိုမဖြစ်ချင်တာတွေဖြစ်မှစိုးရင်လေစိုးရင်နေရတာဘာတော့ပင်ပန်းနဲ့ဆင်းရဲစိုးရင်လုံးအကြီးလာရင်ဘာဖြစ်မှာတော့ငိုမှာဟုတ်တယ်မဟုတ်လားငိုတာကတော့ဘုံဘဘလို့ခံစားအောင်ဆိုတော့ဘာမှမတက်နိုင်လို့လက်မြောက်ရှုံပေးလိုက်တော့တာတက်နိုင်တော့ဘူးဆိုတော့ မရှက်မကြောက်တခါတည်းအတန်ထွက်ပြီးတော့မျက်ရည်တွေပါတွေထွက်ပြီးတော့သူဟာရုပ်ပြက်ဆင်းရဲကြီးကိုဘာလို့တော့ဆင်းရဲသွားတော့တာသူတဲ့ဆင်းရဲတာဘာကြံသေးတော့ဥပါယသားတဲ့သတိတွေပါတွေမေ့လစ်ပြီးတခါတည်းတုံးလို့ဖြစ်သွားပင်ပန်းလုံးအာကြီးတချို့အဲ့လိုဆင်းရဲတာတွေမြင်မှုတယ်မဟုတ်လားအဲ့ဒါအခုတတိနဲ့နေလို့ရှိရင်အပမာဒတရားနဲ့နေလို့ရှိရင် သူ့ရဲ့တိပုံမြင်ပုံတွေကအဆင့်မြင့်ပြီးတော့ စိုးရင်သူတွေရဲ့ကြားထဲမှာသူဟာစိုးရင်กินပြီးတော့နေနေရတယ်တဲ့လောက်ကောင်းတော့လောကကြီးကတော့စိုးရင်နေတဲ့လောကကြီးပဲတကယ်တမ်းကတော့တတ္တဝါတွေရဲ့စိတ်ဟာများသောအားဖြင့်စိုးရင်မှုနဲ့ပဲနေနေတာများအဲသူများစိတ်ကိုအကဲခတ်ဖို့ဆိုတာလွယ်ပါဘူးကိုယ်စိတ်လေးကိုအကဲခတ်ကြည့်မယ်စိုးရင်မှုသေးသေးလေးတွေကိုမကြာခဏတွေ့ရလိမ့်မယ်ဘလို့ခံစားရအောင်ဆိုတော့ ဆွေးမှုတေးသေးလေးတွေကခဏခဏဖြစ်ပါများရဲ့နော်ခြားစားထားတဲ့တက်သားတုံးကြီးလို့ရွာကျတို့ခြားလဲအမျိုးမျိုးရှိတယ်အကောင်ကြီးအကောင်လက်လက်အကောင်သေးသေးလေးတွေရှိတယ်ခြားဘုံဆိုတာရှိတယ်အဲ့ဒီခြားဘုံကအတွင်းကနေဝင်ပြီးတော့ဇန်းအပြင်ဘက်ကတက်သားပုံမပြက်ကျတို့အညာဘက်ဆိုရင်ရေနံကြီးတွေပါလေတုတ်ထားပုံမပြက်မဲလို့အတွင်းထဲမှာဘလို့ဖြစ်နေလဲ ချဝဲနေတယ်အဲ့ဒါလက်နဲ့ထိုးပေါက်လိုက်ရင်ပေါက်သွားအပေါ်အကာလေးပဲကျန်တယ်ရေနေကြီးတုတ်ထားတယ်ဗာဘလောက်စစ်တဲ့စကူစားလေးလောက်ပဲကျန်တော့တာအတွင်းထဲကဘာမှရှိတော့ရွာနေမွာနေအဲ့ဒါတော့ကတွေခဏခဏဖြစ်တယ်စွင့်မှုတွေခဏခဏဖြစ်တယ်ဆိုရင်စိတ်ကချစားထားတဲ့တက်သားတုံးကြီးလို့ရွာမွာနေဘာခံနိုင်ကြီးမှမရှိနောက်ထပ်စိတ်ဆင်းရဲတဲ့အနေနဲ့ကြုံလိုက်တာနဲ့အဲ့ဒါအကြီးကျယ်သူစိတ်ဆင်းရဲတော့တာပဲစိတ်ဆင်းရဲမှုမှာကျွမ်းကျင်နော် မြဲတမ်းစွ့ရင်မှုနဲ့နေနေဒီစိတ်ကလေးอ่ะဟုတ်လားလူအများစုဟာဘာနဲ့ပဲနေနေကြတာတော့စွ့ရင်မှုနဲ့နေနေတာတကယ်တမ်းကကိုကိုကို စွ့ရင်နေတယ်လို့သိတာနဲ့မသိတာပဲกว่าတယ်စွ့ရင်နေကြတာကြီးပဲလောဘမှာစွ့ရင်ချင်းကနောက်ကကတ်လျက်ရှိတယ်ရခြင်းနေတယ်ဖြစ်ခြင်းနေတယ်ဆိုရင်သေချာပေါ့ရမှရပါမလားဖြစ်မှဖြစ်ပါမလားဆိုတဲ့စိတ်ကပါတယ်ဟုတ်လားဒေါသဖြစ်ပြီးဆိုရင်တော့စွ့ရင်မှုက ယာနုမိနီနီတောင်ကပ်ပြီးတော့ပါနေသေးတယ်ဒေါသပြင်းပြင်းထန်ထန်ဖြစ်နေအထူးသဖြင့်စုံနေတဲ့ဒေါသတွေဆိုလို့ရှိရင်စွေ့ရမှုတွေကယာခိုင်နှုံးတော်တော်များများပါနေတယ်တောကဆိုတာကတရားကိုကောက်ရင်ဒေါသပဲဒေါသပဲနာမည်အမျိုးမျိုးနဲ့သူ့ရဲ့နှိပ်စက်ပုံအချင်းရာကိုကြည့်ပြီးတော့ဘုရားကနာမည်မျိုးမျိုးတက်ပြီးဟောတာပရိဒေဝလည်းဒေါသပဲဥပါယတလည်းဒေါသပဲဒေါမနတဝေဒနာလည်းဒေါသပဲဟုတ်လား တပြောရင်တော့ပါတော့အပမာဒနဲ့နေရင်လောကအကြောင်းဘဝအကြောင်းခန္ဓာအကြောင်းကိုတိတာမြင်တာတွေများပြီးတော့စိုးရင်နေကြတဲ့လူတွေကြားထဲမှာ तू ဟာစိုးရင်မှုမရှိဘူးတဲ့တော့ဒီဒေသနာကို ကြည့်မယ်ဆိုရင်စိုးရင်မှုကဘာကြောင့်ဖြစ်တာလဲဆိုညံနေလို့ဖြစ်တာပဲနော်စိုးရင်မှုထွက်နေတာကိုကြည့်ရင်ဉာဏ်ပညာနေခြင်းအကြောင်းတရားကို တွေ့နိုင်တယ်ဉာဏ်ကြီးရင်ကြီးသလောက်စိုးရင်မှုနေမှာပါပဲ ဒါခဏခဏစိုးရိမ်နေတယ်ဆိုရင်ငါညံနေနေတယ်မဟုတ်တာတွေအဟုတ်ထင်းဟုတ်တာတွေကြတော့လည်းဟုတ်မှမသိဟာခြားခြားတွေလဲနေအကျိုးရလက်နေနဲ့ဘာတွေထွက်လာတော့စိုးရိမ်မှုတွေထွက်လာတယ်အဲ့တော့မြတ်စွာဘုရားဟောတာနော်ပမာဒအပမာဒိနယရာနုဒတိပန္တိတော်ပညာပါတာမာရုံရှာအတောကောတောကိနေမဇပပတ္တထောဝဘူမတ်တိဒီရောပါလေအဝခတိ ပပတ္တထောဝဘူမတ်တိတောင်ထိပ်မှာရောက်နေတဲ့လူဟာမြေပြင်မှာရှိတဲ့လူတွေကို ကြည့်နေတယ်လို့မျိုးဒီတော့ဉာဏ်ရှိတဲ့အဲ့ဒီသတိနဲ့နေတဲ့ပုဂ္ဂိုလ်ဟာဘာလေသတိနဲ့မနေလို့ဘာမှမသိတဲ့ဉာဏ်မဲ့တဲ့ပုဂ္ဂိုလ်တွေကိုအဝကတိသူဟာမြင်နေရတယ်တဲ့နော်သတိရဲ့စွမ်းအားကြောင့်ဉာဏ်တွေကြီးလာလေတယ်ပဝန်းကျင်လူသားတွေဘလို့နေနေကြတယ်ဘလို့ဖြစ်နေကြတယ်ဘာတွေဖြစ်နေတယ်ဆိုတော့သူကောင်းကောင်းသိတယ်ဘာတွေဖြစ်နေတာလဲဆိုတော့ မှားနေကြတယ်မိုက်နေကြတယ်လှုပ်တင်တာမလှုပ်ဘူးမလှုပ်တင်တာလှုပ်တယ်မဟုတ်တာအဟုတ်ထင်တယ်ဟုတ်တာကိုမဟုတ်ထင်တယ်ကိုကိုကိုရှင်းရဲအောင်လှုပ်နေတယ်ဒါပေမဲ့ကိုကိုကိုချမ်းသာအောင်လှုပ်နေတယ်ဆိုတဲ့အထင်နဲ့ကိုလှုပ်နေတာဒါပေမဲ့တကယ်တကယ်ကကိုကိုရှင်းရအောင်လှုပ်တာနော်ဒါကြောင့်မေတ္တာပေါင်းသူတော်ကောင်းတို့အပမာဒရဲ့စွန့်ရည်တတိပစ္စုပန်မှာရရှိနိုင်တဲ့အကျိုးကျေးဇူးကိုပြောပါဆိုရင်ဒီကထာလေးကအလွန်မှပြောကြပါအောင်နော် ညာပြတ်တတ်ပေါ်ကိုရောက်ပြီးတော့စိုးရင်နေကြတဲ့သတ္တဝါတွေကြားထဲမှာနော်စိုးရင်နေကြတဲ့သတ္တဝါတွေကိုစိုးဝင်ချင်းကင်းပြီးတော့သူဟာမြင်ရတယ်။တောင်ထိပ်ပေါ်ရောက်ပြီးတော့မြေပြင်ကလူတွေကို ကြည်နေတယ်လို့မျိုးနော်မိုက်မဲတဲ့သတ္တဝါတွေကိုဉာဏ်ရှိပြီးတော့ကိုဟာမြင်နေရတယ်လို့အဲ့လိုဟောတယ်။ဒါကဘုံဘုံတို့ပြည့်စုံပါအကျိုးကျေးဇူးပါနော်။သောသောကကောသလမင်းကြီးကခုလည်းပဲချမ်းသာစီမဲ့နောင်လည်းပဲချမ်းသာစီမဲ့အကျိုးရှိစီမဲ့တကူသောတရားရှိပါသလားဆိုတော့အပမာဒရှိတယ်လို့ပြောတာ။ ုဒါပစ္စုပန်အကျိုးတရားကိုပြောတယ်ခါတန်တရားအကျိုးတရားတွေ gain ပြောပါအောင်ဟောအတူယုတ်လေးတော့ပြောလိုက်အောင်မယ်နော်ယောဂီတို့တချို့ရပြီးသားကထာလေးဒီကထာလေးကတော့အတိပ္ပယ်သိပြီးတော့ပရိစိတ်မယ်ဆိုရင်တော့တော်တော်ကောင်းမယ်လို့ဘုံဘဝခံစားရတယ်ထထပ်ပြီးတော့ရွတ်ဆိုစေခြင်းတယ်အပမာတော်အမတံပတံပမာတော်မစ္ဆုနောပတံအပမတ္ထာနမိယန္တိရေပမတ္ထာယထမတ္တာ တာမဝရီတို့အာဂန္ဒီတို့သိကြတာကိုအကြောင်းပြုပြီးတော့ဟောတာကထသုံးပုဒ်ပထမဥဆုံးကထလေးအပမတော်အမတံပဒံအပမရာတရားနဲ့နေခြင်းသည်ဝါအပမရာတရားသည်မတေရာနိဗ္ဗာန်ရခြင်းဤအကြောင်းဒီပမာတော်မစ္ဆုနောပဒံပမာတာတရားလွှမ်းမိုးပြီးတော့တတိလွတ်ကင်းပြီးတော့နေခြင်းသည်အဖန်ဖန်သိခြင်းဤအကြောင်းဒီ အပမာဒတရားကမသေးခြင်းရဲ့အကြောင်းပမာဒတရားကတော့အဖန်ဖန်သေးရခြင်းရဲ့အကြောင်းတဲ့ဒါလေးကိုအထိုက်လေးရောက်တော့အသေးစိတ်လေးနားလည်ဖို့လိုမယ်တတိတရားလက်ကင်ထားပြီးတော့နေလို့ရှိရင်ဉာဏ်ပညာအစင်းစင်းမြင့်မယ်ပုဂ္ဂိုလ်တတ္တဝါသဘောမရှိဘူးဆိုတာကိုနားလည်လာမယ်အကြောင်းအကျိုးသဘောမျှတာဆိုတာကိုနားလည်လာမယ်ဖန်ဆင်းလို့ဖြစ်နေတာတွေအကြောင်းပဲဖြစ်နေတာတွေဘာမှမဟုတ်ဘူးဆိုတာသိတယ် နိစ္စဒုက္ခအနတ္တမတည်မြဲတဲ့သဘာဝကောင်းမွန်တဲ့သဘာဝတွေမဟုတ်တဲ့သဘာဝနော်အဆိုးမရတဲ့သဘာဝဒီအနိစ္စဒုက္ခအနတ္တကိုလည်းမြင်တယ်နောက်ဆုံးသစ္စာလေးပါးကိုထွန်းဖောက်ပြီးတော့မြင်တဲ့အဆင့်ထိရအောင်ဉာဏ်ပညာမြင့်သွားမယ်ဆိုလို့ရှိရင်ကိလေသာတရားတွေကို သူ့အဆင့်နဲ့သူအမြင့်ပြတ်သူဟာပယ်တတ်နိုင်တယ်ကိလေသာတရားတွေကိုသူ့အဆင့်နဲ့သူအမြင့်ပြတ်ပယ်ပြီးဆိုရင်ကိလေသာတို့ရဲ့အကျိုးရလဒ်ဖြစ်တဲ့ဘဝဒုက္ခတွေကလည်းသူ့အဆင့်နဲ့သူချုပ်သွားတယ် သောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ဖြင့်တက္ကာဒိဋ္ဌိနဲ့ဝိသိကိစ္ဆာဆိုတဲ့ကိလေသာကိုအမြင့်ပြတ်ပယ်တက်လိုက်မယ်ဆိုလို့ရှိရင်ဘဝတန်လျာမှာဒီကာမဘုံမှာအလွန်ဆုံးသူကခုနှစ်ဘဝပဲနေရတော့မယ်ခုနှစ်ဘဝပြီးတာနဲ့နောက်ထပ်သူကဘဝရစရာအကြောင်းမရှိတော့ဘူးဘဝမရဘူးဆိုရင်သူကမသေးရတော့ဘူးကြွေအပ္ပမာဒတရားကိုအရဟတမဉ္ဇဉ်အရဟတဖူဉ္ဇဉ်ရသည်အထိမြင့်တင်နိုင်မယ်ဆိုလို့ရှိရင် ဒီဘဝသေပြီးဒီအခြားဘယ်မှာနောက်ထပ်သေတဲ့အကြောင်းမရှိတော့အပမာဒသည်မသေးခြင်းဤအကြောင်းဆိုတာအဲ့ဒါလို့ပြန်ပြောမယ်နော်တတိနဲ့နေလို့ရှိရင်ညာအစင်းစင်းမြင့်ပြီးတော့မဉ္ဇဏ်ဖုန်ညာကိုရမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်နိဗ္ဗာန်ကိုလေးမဲ့လေးဖို့ဖြင့်မျက်မှောက်ပြုနိုင်ပြီဆိုရင် तू ဟာဒီဘဝသေပြီးတာနဲ့အခြားဘယ်နောက်ထပ်သေးကြအကြောင်းမရှိတော့မသေးရတော့ဘူးသေစေတတ်တဲ့ဘဝကို ကိလေသာကဖန်တီးတယ်အဲ့ဒီကိလေသာ ပမာဒမိရယောခြင်းကြောင့်ဖြစ်တာ